လယ်သမားတွေဘဝတိုးတက်ရေးနဲ့ဂျေမီကင်းရှင်ဖို့အတွက်နှစ်နှစ်အတွင်းမှာဆောင်ရွက်ပေးမယ်ဆိုပြီးပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကတောင်းသူလယ်သမားတွေကိုမဲဆွဲပြောကြားပါတယ်။နေပြည်တော်ကောင်စီဇေယသီရီမြို့နယ်တာစီဂျေးပြောင်အစုအောင်သာဂျေးပြောင်မှာဇွန်လ12ရက်နေ့ကပြုလုပ်တဲ့ပြည်ခိုင်မျိုးပါတီဝင်တွေနဲ့တွေ့ဆုံပွဲမှာ ။ဦးခင်ကအခုလိုပြောကြားလိုက်တာဖြစ်ပြီးအဲ့ဒီတွေ့ဆုံပွဲကိုတာစီကျေးရွာ၊အောင်သာကျေးရွာ၊မြားကနိုင်ကျေးရွာ၊ဗောရီမြိုင်ကျေးရွာပါတီဝင်တွေတက်ရောက်တယ်လို့သိရပါဗျာ။ဒီလိုပြောရတယ်။ဒီလိုပါ။အားရပြလိုက်တယ်ရှော့။ဒီကနေ့ဒီကတော့ဘယ်မှာဘာမှမဖြစ်နေသေးဘူး။ပြည်ပြည်တန်ရာမှာတော့တော်တော်ဆိုရချက်ဘူးကွာနည်းနည်းပြေးကောင်းတဲ့ပြည်ပြည်လေးပဲထိတ်ရတာနော်ထိတ်ရတယ်အဲ့ဒါဒီမှာရန်နေတာပြည်ပြည် ဒါအပြင်ဦးခင်ကြီးကသူကိုယ်တိုင်ဟာလယ်သမားသားသမီးဖြစ်တယ်လို့လည်းဆိုပါတယ်။သူတို့ပါတီဟာအခုအစိုးရမဟုတ်သေးပေမဲ့အစိုးရဖြစ်လာရင်လုံဆောင်ဖို့အတွက်ရေးဆွဲထားတဲ့လုပ်ငန်းတွေထဲမှာလယ်သမားတွေအတွက်သွေးအားစုဇေနုံတွေရှော့ချပေးဖို့နဲ့အခွန်ကင်းလွတ်ခွင့်တွေပေးဖို့စပားကိုအနေကျော ရောင်းချခွင့်တွေရရှိဖို့လုံဆောင်ပေးမယ်လို့မဲဆွဲပါသေးတယ်။